လူ့ဘဝရလာလို့ရှိရင်မင်းတို့အမြင်မျက်စိနှမျိုးရှိရမယ်။ဘာလဲလို့ဆိုရင်မျက်စိတစ်ခုကစီးပွားရှာတတ်တဲ့မျက်စိမျက်စိတစ်လုံးကတော့ကိုယ်ချင်းတရားရှုမြင်တတ်တဲ့မျက်စိ။ Eye for economy နဲ့ Eye for morality ပေါ့။အဲ့ဒီနှစ်ခုပြည့်စုံအောင်မယ်သူဆို။ လူဖြစ်လာလို့ရှိရင်စီပွားရေးမျက်စိနဲ့ရှင်းရမယ်ကိုကျင့်တရားပဲစီပွားရေးမျက်စိသာရှိပြီးကိုကျင့်တရားမျက်စိမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတစ်ဖက်မြင်ပုဂ္ဂိုလ်ဖြစ်ပြီးတော့မမှန်ကန်တဲ့နိလန်းနေနဲ့စီပွားရှာမကြခင်ကြာဆုံးသွားတယ်မကြာဆုံးရင်တောင်မှပဲတေသည်ချမ်းမဲ့မှာဆဲဒုက္ခနဲ့ကြုံရမယ်သူကတစ်ဖက်ကဆုံးရှုံးသွားနိုင်တယ်မြတ်စွာဘုရားကနှစ်ဖက်လုံးမဆုံးရှုံးရအောင် စီးပွားကိုကုခြင်းတရားနဲ့ထိန်။ကုခြင်းတရားနဲ့စီးပွားဒီနှစ်ခုဟာပေါင်းဆက်ပြီးတော့တွားရမယ်။စိုက်ပိုင်စိုက်ဟိုဘက်ဒီဘက်နှစ်ခုတွဲဖက်ပြီးတော့တွားရမယ်။အဲ့လိုညီတူညီမျှကုခြင်းတရားလိုက်ကောင်းတဲ့စီးပွားဥစ္စာနဲ့ရှာတတ်တဲ့ဆိုမှအဲ့ဒီပုဂ္ဂိုလ်ရဲ့ကြီးပွားတိုးတက်ဖို့ဟာခိုင်မာတယ်လို့သူတို့ဆို။မြန်မာနိုင်ငံမှာလည်းပဲစီးပွားဥစ္စာတွေဖြစ်ပြီးကြဆုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လေ။ ချမ်းသာကြွယ်ဝပြီးတော့ကြာဆုံးသွားတဲ့ပုဂ္ဂိုလ်ရှိတယ်။အဲ့ဒါဘာကြောင့်လို့ဆိုရင်ကိုချင်းတရားဘက်ကပြပြသွားလို့ရှိရင်မြင်းမြန်းကြာဆုံးသွားတတ်တယ်ပေါ့။ကိုချင်းသိခါကြောင့်ပျက်စီးသွားတာလေ။ညာကြီးပဲရှိ။အဲ့ဒါလို့မဖြစ်ရအောင်တတိနဲ့တမစင်ညာနဲ့ကြိုးစားအထောက်အမှားလို့။ဒါကြောင့်မို့ဘဝကိုရှုမြင်သုံးသပ်နိုင်တာရှိရ။တေစာရင်တော့လောကအကြောင်းနဲ့ပတ်သက်လာလို့ရှိရင်ရှုမြင်သုံးသပ်ရမယ်။